မြမအချမ်းသာဆုံးတတိကြော်ကြီးဖြစ်ပေမဲ့ကဘာကျော် brand တွေကိုမဝိစင်မှုဆိုတဲ့ဝန်မှုရွှေကြီးပရိသတ်များလုံးမဲမင်္ဂလာပါရှင်ဆယ်လီ MM Plus ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ထိတ်တန်မင်းသမီးဝန်မှုရွှေကြီးကတော့ငွေကြီးဥစ္စာစီးစိမ်ချမ်းသာတွေဘလောက်ပဲပေါများနေပါစေနှိမ်ချတဲ့စိတ်တပွားလေးကိုပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ် လူတိုင်းပေါ်မှာလည်းတန်းတူဆက်ဆံတက်ပြီးတော့မာနာကြီးတဲ့ပုံစံမျိုးလုံးဝမရှိပါဘူး။ကိုမြမလူမျိုးတွေရဲ့ရိုးရာဒလေးနဲ့ဝိစုံတွေကိုပဲတန်ဖိုးထားပြီးတော့နိုင်ငံခြား brand တွေကိုအထင်မကြီးတတ်သူတယောက်ဖြစ်ပါတယ်။တချို့တွေဆိုရင်ပတ်စံလေးနည်းနည်းရှိလာတာနဲ့နိုင်ငံခြားကထုတ်လုပ်တဲ့စိန်ခံပစ္စည်းတွေ brand တပ်ပစ္စည်းတွေကိုဝစ်ဆင်ပြီးတော့အမျိုးမျိုးအဖုံဖုံထုတ်ကြွားနေကြတာပါ။ဒါပေမဲ့လည်းမင်းသမီးလေးဝင်းမုံရွှေကြီးကတော့ကိုရဲ့မြမပြည်တွင်းကထုတ်တဲ့ရိုးရာဝစ်စုံလေးတွေနဲ့ local brand လေးတွေကိုပဲဦးစားပေးဝစ်ဆင်တတ်သူဖြစ်ပါတယ်။သူမပါဝင်တယောက်ဆောင်ထားတဲ့နာမည်ကျော်ရုပ်သံဇလန်တွေ ်းကြီးမှာဆိုရင်မြန်မာ local brand ကိုပဲတံမိုးထားပြီးတော့ဝစ်စင်ခဲ့တဲ့ပုံရိပ်လေးတွေကိုဂုံယူစွာနဲ့ချပြလာခဲ့ပါတယ်။အခုနောက်ပိုင်းမှာဆိုရင်မြန်မာလူမျိုးတွေကနိုင်ငံတကာနဲ့ပြိုင်ဆိုင်လို့ရမယ့် local brand တွေကိုကိုယ်ပိုင်နည်းပညာတွေနဲ့ထုတ်လုပ်လာကြပါပြီ။ ဒါပေမဲ့တချို့သတင်းကြီးတွေကတော့နိုင်ငံเจ้าကိုမှအထင်ကြီးတက်ပြီးတော့ကိုယ့်ရဲ့မြန်မာလူမျိုးတွေရဲ့ကိုယ်ပိုင် brand လေးတွေကိုနှိမ့်ချပြောဆိုခြင်းကြပါတယ်။ဒါပေမဲ့လည်းမြန်မာနိုင်ငံမှာအချမ်းသာဆုံးစည်ရင်းဝင်တန်းကျွယ်သတင်းမှကြီးဝင်းမုံရွှေကြီးကတော့ကိုယ့်နိုင်ငံကိုယ့်လူမျိုးထုတ်ကုန်လေးတွေကိုပဲအမြတ်တနိုးတံပိုးထားပြီးတော့ဝင်ဆင်ခဲ့ပါတယ်။ တမန်နေနဲ့မြမငွေချက်သိန်းပေါင်း3သိန်းကျော်မကတန်ဖိုးရှိတဲ့ကြောက်စိမ်းလေဆွဲရတနာကြီးကိုလည်းဝစ်စင်နိုင်ခဲ့ပါတယ်။နိုင်ငံတကာမှာတောင်တွေ့ရခဲ့ပြီးတော့ရှားပါတဲ့လေဝစ်ရတနာမျိုးစုံကိုလည်းထယ်လေဝစ်စင်နိုင်နေဆိုပေမယ့်တမန်တကာကြွားဝါလိုစိမ်းမရှိတာကိုတွေ့ရပါတယ်။ရိုးရှင်းစွာနဲ့ပဲနေထိုင်တတ်ပြီးတော့ခင်မုံဖြစ်သူခရိုနီတတိကြီးရဲ့ဖြည့်စည်းပေးမှုတွေကြောင့်သာဒီလိုတံပိုးကြီးမှလည်းလဝရတနာတွေကိုဝစ်ဆင်ခဲ့ရပါဗျ။ သူမဘာသာဆိုရင်နိုင်ချစွာနဲ့နေထိုင်ပြီးမြမပြည်ရင်းထုတ်ကုန်လေးတွေအဝိအစားလေးတွေကိုတံပိုးထားပြီးတော့ဝိစင်ပြခဲ့ပါတယ်။ဒါကြောင့်လည်းမင်းသမီးလေးဝင်းမုံရွှေကစိတ်ထားလဲကောင်းတာကြောင့်ရုပ်ကလေးကလည်းပုံမလှပနေပြီးတော့အားလုံးရဲ့အချစ်တော်မင်းသမီးလေးတစ်လက်ဖြစ်နေခဲ့ပါတယ်။မင်းသမီးလေးဝင်းမုံရွှေကလက်ရှိမှာဆိုရင်တော့အနုပညာအလုပ်တွေကိုပုံမစိုးစားလုပ်ကင်နေပြီးတော့ကိုယ့်ရဲ့မြမလူမျိုးတွေရဲ့ဂုဏ်အစင်အတန်းကိုတိုးမြှောက်လဲလှုပ်ဆောင်ပေးနေခဲ့ပါတယ်။သူမရဲ့နေပုံထိုင်ပုံဝန်စားစီရင်မှုတွေကိုလည်းနိုင်ငံတကာကစောင့်ကြည့်နေကြပြီဖြစ်တာကြောင့် အခုလိုမျိုးမြန်မာလိုကယ်ဘရန်တွေကိုပဲဝစ်ဆင်လာခဲ့တဲ့အခါမှာမြန်မာကုန်ကဘာကပို့ပြီးတော့တည်တားစေခဲ့ပါတယ်မြန်မာလူမျိုးအချမ်းသာဆုံးခရိုနီတတိကတော်ကြီးထိတ်တန်းမင်းသမီးကြီးဆိုတဲ့အရှိန်အဝါတွေနဲ့ပြည်စုံနေတဲ့မင်းသမီးတလန့်နေနဲ့ကိုလူမျိုးရဲ့ဂုံကိုတိုးမြင့်စေခဲ့ပါတယ်။ငကူကလေးကနှစ်သမီးလေးတပါးလို့ချောမောလာပါသူလေးဖြစ်တာကြောင့် local brand မဲဝဲဝဲဘလို့အဝိစားမျိုးကိုပဲဝစ်စင်ပါစေအရန်လိုက်ဖက်နေပြီးတော့သူမရဲ့အရှိန်အဝါကြောင့်ပို့ပြီးအစင်တန်းမြင်သွားတယ်လို့ခံစားရစေပါတယ်။ မင်းသမီးလေးဝင်းမုံရွှေရီကရှေးဘဝကုသိုလ်ကံတွေကောင်းခဲ့ရကြအောင်အခုဘဝမှာအင်မတန်ချစ်စရာကောင်းပြီးတော့အရန်လဲချမ်းသာနေတယ်လို့နောက်ဘဝတွေအတွက်လည်းကုသိုလ်ကောင်းမှုတွေကိုဇက်တိုက်ပြုလုပ်နေခဲ့ပါတယ်။လက်ရှိမှာတော့မြန်မာလိုကယ်ဘရန်လေးတွေနဲ့အရန်ကိုလှပနေခဲ့တဲ့သူမရဲ့ပုံရိပ်လေးတွေကိုနိုင်ငံတကာကနေတောင်မှစောင့်ကြည့်ပြီးချီးကျူးအားပေးခဲ့ရပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ရောအခုလိုမျိုးကမ္ဘာကျော်ဘရန်တွေထက်မြန်မာလိုကယ်ဘရန်တွေကိုတန်ဖိုးထားဝေးစင်တတ်တဲ့မင်းသမီးလေးဝင်းမုံရွှေရီကိုချစ်ခင်အားပေးနေကြလားဆိုတာပြောသွားခဲ့ပါဦးရှင်။အဆုံးတိကျရှု ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။